မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုအစီအဌာနကနေမေလ21ရက်ဒီကနေ့နဲ့9နာရီချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်အနောက်တောင်ဘုံတုံလီဟာမြန်မာနိုင်ငံအလဲပိုင်းဒေသများနဲ့မင်္ဂလာပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်ကပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းအရှေ့အလဲပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့တွင်မုံတုံလီအာနေနေပြီးကြံမင်္ဂလာပင်လယ်အော်တွင်တိမ်အေးတဲ့ဖြစ်ထွန်းနေပါတယ် ဒီကနေ့ညနေထေခမ်းမတ်ချက်ကတော့ပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကျဆဲကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာဆဲဆဲမိုးထဲဆောင်ရပြီးမန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်ရိပ်မိုးကြီးနိုင်ပါတယ်။ရွာရံအောင်ပြေးဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရာနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတေတောင်များရွေရှာရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုးပြခြင်းလျက်စီးလက်ခြင်းနှင့်မိုးတည်ခြင်းခြင်းစားရဲမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မရဲ့အကြံပြုရပါတယ်မြန်မာပင်လယ်ပြင်တွင်လှိုင်းသင်းရင်တင်ရှိပါမယ်။လှိုင်းမြန်မာမြမကန်ရွယ်တရှောင်းနှင့်ကမ်းလှပင်လယ်ပြင်တို့တွင်၅ပေမှ9ပေခန့်ရှိနိုင်ပါသည်။ နောက်နှစ်အတွက်ခမန်းချက်ကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်ထိချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။နေပြည်တော်နဲ့ရန်ကုန်မြို့အနီးတစ်ဝိုက်အတွက်ဒီကညနေထိခမှတ်ချက်ကတော့နေရာကွက်ကြောင်မထည့်ဆောင်ရပါမယ်။ရွာအရာနှုံးပြည်ဖြစ်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကညနေထိခမှတ်ချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထည့်ဆောင်ရပါမယ်။ရွာအရာနှုံးပြည်ဖြစ်ပါတယ်ရှင်။